ားလုံးပဲမင်္ဂလာပါကွယ်တီချဲကတော့စတမရန်ပထဝီဝင်ဘာသာရက်ကိုတင် जा ပေးမယ်တီချဲမို့ပဲဖြစ်ပါတယ်သားတို့သမီးတို့ရေတီချဲဒီနေ့တင် जा ပေးမယ်သင်ခန်းစာကတော့အခန်းကလက်တွေ့ပထဝီဝင်သင်ခန်းစာ၃ကမြေပုံရေးဆွဲခြင်းအကြောင်းပဲဖြစ်ပါတယ်အဲ့ဒီသင်ခန်းစာရဲ့အောက်ကတီချဲတို့ဘယ်နိုင်ငံရဲ့မြေပုံရေးဆွဲရမလဲဆိုလို့ရှိရင်လာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံကြီးရဲ့ မြေပုံကိုဘယ်လိုရေးဆွဲမလဲဆိုတာကိုဒီချေကလက်တွေ့ရေးဆွဲပြမှာဖြစ်ပါတယ်အဲ့တော့သားတို့သမီးတို့လည်းဒီချေနဲ့အတူတူလိုက်ပြီးရေးဆွဲကြည့်ကြအောင်เนาะအဲ့တော့ဒီချေတို့ပထမအဆုံးမြေပုံရေးဆွဲမယ်ဆိုလို့ရှိရင်เนาะပေရန်เนาะเนาะခဲရန်ကိုအသုံးပြုပါမယ်เนาะ ခဲတံကအရန်ကြီးလည်းချုံမနေသေးဘူးအရန်ကြီးလည်းတုံးမနေအောင်ပြုလုပ်ထားရမှာဖြစ်တယ်အဲ့တော့ဒီချဲတို့အခုပထမဆုံးเนาะလာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံရဲ့ပုံကိုဆွဲမယ်ဆိုရင်เนาะចောင်းသုံးစာအုပ်ပါเนาะသူ့ရဲ့စကေးတိုင်းဒီချဲတို့ဆွဲကြည့်ကြမယ်เนาะចောင်းသုံးစာအုပ်ပါစကေးကဆိုလို့ရှိရင်အလျားကိုသူက၃လက်မเนาะအနံကတော့၃.၅ဆိုပြီးတော့ နော်အဲ့စကေးနဲ့ရေးဆွဲထားတယ်ဒီချဲအဲ့စကေးနဲ့ဆွဲဖို့တဲ့ပေနံနဲ့ခဲနံနဲ့အရင်ဆုံးနော်ဆွဲရအောင်ပြီးတော့ဒီချဲတို့ကနော်တလက်မစတရန်ခွက်ကလေးတွေရေးဆွဲမှဖြစ်တဲ့အကြောင်းမလို့တလက်မတိုင်းမှာဒီချဲတို့အမှတ်သားလေးတွေနဲ့မှတ်လိုက်မယ်ပြီးရင်အနံကသူက3.5ဖြစ်တဲ့အကြောင်းမလို့ဒီချဲတို့တစ်ခါ3.5စကေးနဲ့နော်ဒီချဲတို့အနံကိုရေးဆွဲပါ နော်တလက်မတိုင်းမှာဒီကျတို့အမှတ်ကလေးတွေလိုက်ပြီးတော့မှတ်လိုက်မယ်နော်3.5စကေးဟုတ်ပြီအကွာ3.5ရရင်အနံ့ရဲ့နော်အောက်ခြေပိုင်းကိုလည်းဒီကျတို့3လက်မရေးဆွဲလိုက်ပါပြီးရင်ဒီကျတို့တလက်မမှာအမှတ်ကလေးတွေမှတ်မယ်ဒီဘက်ကအနံ့ကကျတော့3.5ဖြစ်တယ်ဒီချင်တဲ့အတူတူလိုက်ပြီးရေးဆွဲကြည့်လို့ရပါတယ်เนาะအဲ့တော့ဒီချေတို့တလက်မှာ မှတ်မယ်ပြသမ5မှတ်မယ်ပြီးရင်တီချေတို့ကအကွက်ကလေးတွေပေါ်မှာရေးဆွဲမှာဖြစ်တဲ့အကြောင်းလို့ဒီမှတ်ထားတဲ့အကွက်ကလေးတွေကိုတီချေတို့ဆက်ကြရအောင်ဒါတို့တမီတို့လည်းတီချင်နဲ့အတူတူလက်တွေ့လိုက်ပြီးရေးဆွဲကြည့်ကြပါเนาะဟုတ်ဒီချေတို့ကူเนาะ တလမကွက်ဒသမ5ဆွန်းနဲ့နော်ပုံလေးရပြီအဲ့ပုံမှာတီချဲတို့ကလာအောင်နိုင်ငံရဲ့မြေပုံကိုရေးဆွဲမှဖြစ်တယ်နော်တီချဲတို့ရေးဆွဲမယ်ဆိုရင် ပြတ်ထန်းစာအုပ်ကိုကြည့်ကြမယ်နော်တောင်းတုံးစာအုပ်မှာသူကမြေပုံရေးဆွဲပြထားတယ်တီချဲတို့ကအဲ့အတိုင်းလိုက်ပြီးရေးဆွဲမယ်တီချဲတို့ရဲ့ဒီစာရွက်တော်၎င်းစာအုပ်မှာတော်၎င်းနော်ရေးဆွဲမဲ့အခါမှာပထမဆုံးသတိထားမယ့်အချက်ကဒီချဲအမြင်ပြောခဲ့သလိုပထမဆုံး နော်ဒီမြေပုံဟာဆိုလို့ရှိရင်ရေးဆွဲထားတဲ့မြင်းချောင်းနေမှာရှိတယ်သူ့ရဲ့နော်အနေထားမှန်ကန်အောင်လုပ်တယ်အနေထားကိုအရင်လေ့လာရမယ်အနေထားမှန်ကန်အောင်လေ့လာပြီးတော့မှဒီဒီချေတော့ရေးဆွဲမယ်ဆာရွက်ပေါ်မှာရေးတဲ့အခါမှာအချိုးအစအချိုးအစမှန်ကန်မှုလိုပါတယ်နော်အနေထားကိုသိပြီးအချိုးအစမှန်ကန်အောင် ရေးဆွဲမယ်ဆိုလို့ရှိရင်ဒါဘာဖြစ်လဲပြည့်ပြည့်တော့မှန်ကန်တော့မြေပုံတစ်ခုရမှာဖြစ်တယ် ဲ့တော့ချင်းစပြီးတော့ရေးဆွဲမယ်တကွက်ချင်းစီရေးဆွဲသွားမယ်เนาะအဲ့တော့ချက်ပြီးတော့ဒီ channel နဲ့အတူတူကြည့်ကြပါကားတို့တမီတို့လည်းဒီ channel နဲ့အတူတူလိုက်ပြီးရေးဆွဲကြည့်လို့ရတယ်เนาะအဲ့တော့ share စပြီးရေးဆွဲမယ်เนาะသူ့ရဲ့ဒီနားနေကတ်ပြီးတော့သူကဘလောက်တိုင်းတာကြည့်ယူတယ်ဆိုတဲ့အညီထားကိုလေ့လာပြီးတော့မှဒီ chair ကိုရေးဆွဲတာတခါတည်းဆက်ပြီးတော့ရေးဆွဲနိုင်ရင်လည်းရတယ်သို့မဟုတ်เนาะကားတို့တမီတို့သမန်းက စင်မပြေဘူးဆိုလို့ရှိရင်ဘာဖြစ်လဲအဆက်ကလေးတွေချသွားပြီပါဟုတ်ပြီနော်ဒီဘက်အကွက်ကိုဆက်ကြည့်မဲ့ခါမှာနော်သူဘလောက်ထိဆင်းလာလဲဘလောက်အတိုင်းတာကြည့်သွားလဲဒီအောက်ဘက်ကိုဆက်ဆင်းတဲ့ခဏတီချဲလို့ရထားအောင်မယ်နော်ဟိုဘက်ကွက်ကိုဆက်သွားတဲ့ခါမှာဒီဘက်ကွက်မှာဘာမှရေဆွဲထားခြင်းမရှိဘူးနော်အဲ့တော့ကြည့်ချဲလို့ဒီတိုင်းနော်ဆက်ပြီးတော့ဒုတိယကွက်မှာဆက်သွားကြမယ် မြေပုံရေးဆွဲတဲ့အခါမှာမှားသွားတာရှိမယ်နော်လူတိုင်းမှားမယ်မှားပါစေခဲပြတ်သုံးမယ်နော်ဒါကြောင့်မလို့မကျွမ်းကျင်ခင်မှာမိမ့်မင်းလေးရေးဆွဲလို့ရတယ်အဆက်ကလေးတွေချပြီးအရင်ဆုံးမှတ်လို့ရတယ်လို့ဒီချက်ပြောတာသို့မဟုတ်တခါလေးရေးဆွဲမယ်ဆိုလို့ရှိရင်ရတယ်ကိုယ့်ရဲ့လက်မှန်းကိုကိုယ်ချိန်ဆကြည့်ပေါ့နော်အဲ့တော့ဒီချက်တို့ဒီမှာဆက်ပြီးတော့ဆွဲလာမယ်နော်လူရာထက်ပို့ပြီးတော့ဒီဘက်ကိုကတ်သွားတာတို့နော်ဝေးသွားတာတို့ဆိုရှင်ဖြတ်ပါ နော်ဖြတ်ပြီးတော့အနေထားကသူ့ရဲ့အနေထားကမှန်ကန်မှုလို့ရနော်အဲ့ဒါမှသူ့ရဲ့မြေပုံဟာအချိုးစကျမှာဖြစ်တယ်အဲ့တော့တီချေတို့ဒီမှာသူ့အနေထားအတိုင်းဆင်းလာပြီနော်တီချီပြီးသွားပြီဆိုရှင်ရနော်ဒီဘက်အကွက်ကိုဆက်ကြည့်တဲ့အခါမှာနော် နော်ဒီချက်ကိုဆက်ပြီးတော့ဒီဘက်အကွက်လေးကိုကြည့်မယ်သူကဒီနာတဝက်တဝက်လောက်ကိုဆင်းသွားတဲ့ဒီမြင်းချောင်းလေးဟာဟုတ်ပြီနော်အဲသူရဲ့အနေထားကိုကြည့်တဲ့အခါမှာသူဟာတဝက်လောက်မှဒီမှာလာပြီးတော့မြင်းချောင်းပေါ်မှာရှိရဆိုရင်အဲတဝက်လောက်ထိရအောင်ဆွဲပေးရမှာနော်အဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်ကြီးကိုတိတ်ကတ်သွားတာမြင်းချောင်းဘက်ကိုတိတ်ကတ်သွားတာလို့မြင်းချောင်းနဲ့ဝေးသွားတာလို့ဆိုရှင်အနေထားမမှန်တဲ့မိပုံဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီတိုင်းတေချာလိလာပြီးတော့ဆွဲပါကဲနောက်ဒီဘက်အောက်ဆုံးရဲ့ နော်ဒီတလမောက်ကွက်မှာကြတော့ရေးဆွဲထားခြင်းမရှိဘူးဒီဘက်ကွက်ကြတော့သူ့နဲ့ဆက်ပြီးတော့ဆက်လာမယ်ဟောဒီဘက်ကွက်ကိုတီချဲလို့ဆက်သွားရအောင်နော်အဲ့တော့တမီးတို့လည်းတီရှင်နဲ့တူတူလိုက်ပြီးရေးဆွဲပါ။နော်ဒီနားချီရောက်သွားပြီ ဒီအောက်ဆုံးဒသမ5လေးမှာကြတော့ဒီနှစ်ခွက်မှာပါမှာရည်ဆွဲထားခြင်းမရှိဘူးเนาะအဲ့တော့နောက်ဆုံးဒီဘက်အခွက်လေးမှာဒီချေလို့เนาะဆက်ပြီးတော့သူရည်ဆွဲထားတဲ့နေ့တိုင်းရည်ဆွဲကြည့်ရအောင်ဒါဆိုလို့ရှိရင်လာအိုပြည်သူဒီမိုကရက်တစ်သမရနိုင်ငံရဲ့မြေပုံရပြီဟုတ်ပြီเนาะမြေပုံတစ်ခုရပြီဆိုလို့ရှိရင်မြေပုံရဲ့เนาะ ပုံစံမှန်တဲ့မြေပုံတစ်ခုမှာလိုအပ်တဲ့အချက်တွေကိုဒီချက်ဆက်ပြီးတော့ပြပြပေးမယ်နော်အဲ့တော့မြေပုံမှာတီချယ်တို့ဒီဆွဲတဲ့လာအိုနိုင်ငံရဲ့မြေပုံမှာဒါဘာကိုဖော်ပြခြင်းနဲ့အကြောင်းအရာကိုဆွဲတာလဲဆိုတဲ့ခေါင်းစဉ်ရှိရမယ်နော်သူကဘာကိုဖော်ပြတာလဲရေစင်းလားမြို့ကြီးတွေလားတီနီယာကိုဖော်ပြတာလားအစရှိသဖြင့်အဲ့ဒါတွေကိုသိဖို့အတွက်တီချယ်တို့ကခေါင်းစဉ်တက်ပေးရမှာဖြစ်တယ်နော်ပြီးလို့ရှိရင်အရမျက်နာကိုညွှန်ပြတယ်နော်မြောက် တောင်အရှိအနောက်အစရှိသဖြင့်အရမျက်နှာလေးကိုညွှန်းနေအမှတ်သားလေးဖော်ပြပေးရမယ်။ပြီးရင်ဒီမြေပုံရဲ့အတွင်းမှာပါတဲ့အကြောင်းအရာတွေကိုဖော်ပြတယ်။ရည်ညွှန်းချက်ဆိုတဲ့ဟာလေးကဒီအောက်ခြေမှာဖော်ပြပေးရမှာဖြစ်တယ်။အဲ့ဒီအချက်တွေဟာဆိုလို့ရှိရင်မြေပုံတစ်ခုမှာမပါမဖြစ်ဖော်ပြပေးရမယ်။အချက်တွေဖြစ်တယ်ဆိုတာကိုဒီရှေ့ကမှားခြင်းပါတယ်။အဲ့တော့ဒီရှေ့မှမှလည်းမှမယ်ဒီမှာဆက်ပြီးတော့လေဖော်ပြပေးမယ်နော်။ဆက်ပြီးကြည့်လိုက်ကြအောင်။ဒါတို့သမီးတို့လည်းဆက်ပြီးတော့ဆွဲကြည့်မယ်နော်။ အဲ့တော့ဒီချက်အခုဒီလာအိုနိုင်ငံရဲ့တည်နေရပြမြေပုံကိုဖော်ပြမယ်နော်အဲ့တော့တကယ်ဒီချက်တို့တားတော်သမီးတို့နော်အခန်းဘလောက်မှာတင်ခဲ့ရတာလဲဆိုတော့အခန်းလေးမှာအခန်းလေးမှာအိန္ဒိယနိုင်ငံများရဲ့ယူပပထဝီဝင်ဆိုပြီးတော့နိုင်ငံတွေအကြောင်းတင်တဲ့အထက်မှာဒီလာအိုနိုင်ငံအကြောင်းပါခဲ့ပြီပြီအဲ့တော့သူတီနီယာကိုဒီချေတို့ဖော်ပြရတယ်ဆိုတော့တအားတို့တမီးတို့လည်းပြန်အမှတ်ရမယ်လို့ထင်တယ်အဲ့တော့ဒီချေတို့တီနီယာကိုဖော်ပြကြအောင်เนาะဒီမှာ တရုတ်နိုင်ငံရှိမယ်တရုတ်ပြည်သူသမရနိုင်ငံရှိမယ်ဒီနားလေးမှာနော်အစွန်းထက်အနေနဲ့ဒီနားလေးမှာတီချာတို့ရဲ့မြန်မာနိုင်ငံရှိမယ်နော်မြေပုံရဲ့စကေးရသေးတဲ့အကြောင်းမလို့စလုံးအသေးလေးနဲ့ပဲဖော်ပြပါမယ်နော်ပြီးလို့ရှိရင်ဒီမှာထိုင်းနိုင်ငံရှိမယ်ဟုတ်ပြီအဲ့တော့ဒီမှာထိုင်းနိုင်ငံရှိမယ်ဒီမှာလည်းထိုင်းနိုင်ငံနဲ့ညနေမိတ်တီထိဆန်နေမယ်အော်ဒီဘက်မှာကြတော့ဗီယက်နမ်နိုင်ငံရှိပါတယ်နော် ်နော်ဟုတ်ပြီနောက်ဆက်ကြည့်တဲ့ခါမှာတီချေတို့ဘာဖြစ်လဲနော်ကမ်ဘောဒီးယားနိုင်ငံကဒီနားမှာရှိမယ်နော်ဒါကလာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံကြီးရဲ့เนาะတည်နေရပေါ့သူရဲ့เนาะသားတို့သမီးတို့ကိုဖော်ပြခဲ့ပြီးပြီးမြောက်ဖက်မှာကျုပ်ပြည်သူသမ္မတနိုင်ငံရှိရယ်เนาะတည်နေရကိုဖော်ပြလို့ဒီမှာနိုင်ငံလေးတွေထည့်ပေးတယ် ဟုတ်ပြီအရှိတ်ဘက်မှာကျတော့ဗီယက်နမ်နိုင်ငံရှိမယ်။ဟောတောင်ဘက်မှာကမ်ဘောဒီးယားရှိမယ်။အနောက်ဘက်မှာကျတော့တီရှေရုမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနဲ့အနေနဲ့ထိဆက်နေတယ်။ဒါတို့တမိလို့မှတ်မိကြမယ်။ဒီလာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံဟာတခုရီးသောအရှိတ်တောင်အာရှမှာရှိတဲ့ကုန်းပိတ်နိုင်ငံဆိုတာဒီမြေပုံမှာပေါ်ပြနေတယ်။ဟုတ်ပြီနော်။သူ့မှာနော်ပင်လေ ထွက်ပေါက်မရှိတဲ့ကုန်းပိတ်နိုင်ငံဗမာလည်းအရှိတောင်အာရှမှာဒီချေတို့နဲ့အင်ကြီးချင်းနိုင်ငံတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်သားရမှာလည်းဖြစ်တယ်မြေပုံမှာကြည့်လို့ရှိရင်လည်းပေါ်လာမှာဖြစ်တယ်ဒါကြောင့်မို့ဒီချေကဒါကတည်နေရာကိုဖော်ပြတဲ့မြေပုံအနေနဲ့သူ့ရဲ့နော်အင်ကြီးချင်းနိုင်ငံတွေကိုဒီချေဖော်ပြပြလိုက်တာဖြစ်တယ်အဲ့တော့ဒီချေတို့နိုင်ငံတွေကိုဒီထက်မှဖော်ပြပြဆိုရှင်ခေါင်းစဉ်တမင်နော်ပါလေလာအို အာအိုပြည်သူနော်ဒီမိုကရက်တစ်နော်ကရက်တစ်သမရနိုင်ငံနော်တင်နီယာပြပုံပေါ့တင်နီယာပြမြေပုံဒီလိုမျိုးတီချေတို့ခေါင်းစဉ်တက်လိုက်မယ်ခေါင်းစဉ်တက်ပြီးရင်နော် ခေါင်းစဉ်အောက်မှာအမြဲတမ်း underline နေတားပေးပါဒါသက်သက်ရရဖြစ်စီပါတယ်အဲ့ဒါပြီးရင်ကြည်ချေတို့ရက်မျက်နာအမြဲတမ်းညွန်ပြတာကိုနော်ဖော်ပြအမြဲတမ်းဖော်ပြပေးရမယ်ပါရမယ်နော်ဒါတို့တမီတို့သိပါတယ်အရှိနော်တောင်မြောက်ဆိုတဲ့အရက်ကလေးကိုနော်ဒီဖော်ပြတဲ့တင်ကြီးကြလေးကိုထည့်ပေးပါနော်အဲ့ဒါပြီးလို့ရှိရင်เนาะ နိုင်ငံတွေကိုဖော်ပြခဲ့တယ်ဆိုတော့ဒါတီချေတို့ဟာဒီမှာရည်ညွှန်းချက်မှာထည့်စရာမလိုတော့ဘူးဟုတ်ပြီเนาะတကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဒီထဲမှာဖော်ပြတဲ့အကြောင်းအရာမြစ်တွေကိုဖော်ပြရဆိုရင်မြင်းနဲ့ပတ်သက်တဲ့ပုံလေးရှိမယ်မြို့တွေကိုဖော်ပြရဆိုရင်မြို့နဲ့ပတ်သက်တဲ့ပုံလေးတွေเนาะသင်္ကေတလေးတွေဖော်ပြပေးရမှာဖြစ်တယ်เนาะမြေမျက်နှာသူမျိုးပြောတယ်ဆိုလို့ရှိရင်ရင်မနာသူမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာခေါင်းစဉ်ဆိုလို့ရှိရင်ဒီမှာတောင်တန်းလေးတွေရဲ့ပုံလေးတွေညညွှန်းချက်မှာဖော်ပြပေးရမှာဖြစ်တယ် ဟုတ်ပြီနော်ဒါကတော့လာအိုပြည်သူဒီမိုကရက်တစ်သမရနိုင်ငံရဲ့ဒီနေရာကိုဖော်ပြတဲ့ပုံပဲဖြစ်ပါတယ်အဲ့ပုံကိုရေးဆွဲခြင်းပဲဖြစ်တယ်မြို့တော်လေးလည်းထည့်ပြမယ်နော်အမြို့တော်လေးကိုတီချေကဒီနားမှာနော်အဝိုင်းလေးနဲ့နော်အညီအောင်လေးနဲ့နော်သင်္ကေတအဖြစ်ဆွဲလိုက်မယ်ဟုတ်ပြီနော်ဒါပါလဲဆိုလို့ရှိရင်မြို့တော်မြို့တော်ကပါလဲ VN ချင်းနော် VN ချင်းဖြစ်တယ် နော်လာအိုနိုင်ငံရေးမြို့တော် VN ကျင်းလေးကိုတချက်ထည့်ပေးထားပြီးနောက်တစ်ခါဒီချေတော့တောင်နှမ်းလေးတခုထည့်အောင်နော်အဲ့မှာထင်ရှားတာဘာတောင်နှမ်းရှိလဲဆိုရှင် Enmite တောင်နှမ်းဆိုပြီးတော့ရှိတယ် Enmite တောင်တန်းလေးကဒီနားလေးမှာသူတချက်ဒီလိုမျိုးတောင်နှမ်းပုံလေးတွေဒီချက်ထည့်ပြလိုက်မယ်နော်ဟုတ်ပြီဘာတောင်နှမ်းလဲဆိုရှင် Enmite တောင်တန်းဖြစ်ပါတယ် ဲ့တော့ဒီဟာလေးတွေကိုကြည့်ပြီးတော့တီချေတို့ကမြေပုံထဲမှာပါတဲ့အကြောင်းအရာတွေကိုမြေပုံရဲ့ကြည်အောင်နာလေးမှာရည်ညွှန်းချက်အနေနဲ့ရေနံဖော်ပြရမှာဖြစ်တယ်เนาะအဲ့တော့ဘာတွေပါလဲဆိုတာကိုတီချေတို့เนาะရည်ညွှန်းချက်မှာဖော်ပြမင်းเนาะတီချေတို့မြို့တော်ထည့်ထားတယ်เนาะမြို့တော်ကိုအနီအောင်ဒဝိုင်းလေးဖြစ်ပြထားတယ်တောင်တန်းရှိမယ်အဲ့ဒီမိုက်တောင်တန်းလေးတွေကိုဖော်ပြထားတယ်တောင်တန်းတင်ဂီတလေးဖြစ်တယ် အဲ့ဒါကိုဒီဘက်ပြီးမှရေးပေးမယ်နော်မြို့တော်ကိုကြတော့တီချေတို့ကဗီယန်ချင်းမြို့တော်လေးကိုအနီရောက်အလုံးလေးဖြစ်နေညီညွတ်ချက်အနေနဲ့ဖော်ပြထားတယ်နော်အဲ့တော့ကြားကပါလေမြို့တော်မြို့တော်တင်ကြီးတာဖြစ်တဲ့အကြောင်းကိုရည်ညွှန်းပါတယ်ဒီအမဲရောင်တောင်တန်းလေးတွေကကြတော့ Nmite တောင်တန်းကိုဖော်ပြတော့တီချေတို့ကသူ့ကိုတောင်တန်းကိုရည်ညွှန်းပါတယ်ဆိုတော့နော်ဒီရည်ညွှန်းချက်ကလေးကိုတီချေတို့ဖော်ပြလိုက်ပြီးဆိုလို့ရှိရင်မြေပုံတစ်ခုမှာ ါရမယ့်အချက်တွေပြည့်စုံသွားပြီဟုတ်ပြီနော်အဲ့တော့ teacher တို့ဒီမှာနော်ရံမျက်နှာကိုညွှန်ပြတာပါပြီခေါင်းစဉ်ပါပြီရည်ညွှန်းချက်ပါပြီဆိုလို့ရှိရင်ဒါမြေပုံတစ်ခုရဲ့အင်္ဂါရနဲ့ပြည့်စုံသွားပြီအဲ့တော့သားတို့သမီးတို့ရေ teacher ဒီနေ့တင် जा ပေးခဲ့တာကတော့အခန်းက လက်တွေ့ပထဝင်ကသင်္ကန်းစာ၃ခေါင်းစဉ်အောက်ကမြေပုံရေးဆွဲခြင်းဆိုတဲ့သင်္ကန်းစာမှာတီချေတို့လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကြီးရဲ့မြေပုံရေးဆွဲပုံကိုတီချေလက်တွေ့ရေးဆွဲတင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်နော်အဲ့တော့နောက်လာမယ့်ထိုင်းနိုင်ငံရဲ့မြေပုံရေးဆွဲခြင်းမှာတီချေတို့ပြန်ပြီးတော့တွေ့ကြမယ်နော်